အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တကြံပိတ်မှမို့လို့လိုအပ်တာလေးတွေရှိရင်မနက်ဖြန်တရရဲသဘာခတရရဲပဲရပါတော့မယ်နော်ဒါတွေကတော့မနေ့ကမှထားတဲ့လူတွေကိုဒီနေ့ကျွန်တော်တို့ပို့ပေးရမယ့်ပစ္စည်းလေးတွေပါမြေလင်ကုန်းဆိုင်မှာတော့လို့ရသလိုတောင်ကလန်ဆိုင်မှာလည်းလာဝယ်လို့ရပါတယ်ဒီကယူကမာကတော့အများကြီးမရှိတော့ပါဘူးကျွန်တော်တို့ပုံတင်ကြတဲ့ဟာ order တက်သွားပါပြီနော်အသေးပဲနည်းနည်းရပါတော့မယ်ဒီကောင်ကတော့အသေးကတော့တလုံးကို2500ပါခင်ဗျာ ါတော့ကနန်းဥပါတဲ့ကနန်းပါအမပါဒီကောင်ကတော့1 kg 2000ကျွဲပါဒါတော့ရေကူပါတပိဿာကို2000ပါဒါတော့ဂျိုးပါတွဲကို1000ကျွဲပါဒါတော့တဏံပြင်ပါတပိဿာကို8000ပါဒီကောင်ကတော့ရေပဲပါဒီကောင်ကို9000ပါ ဒါတော့ငုံပါတဲ့တွဲကို1000ကျွဲပါဒါတော့ရှင်းဝတ်သားပါတပိဒါကို4000ကျွဲစီဖြစ်သွားပါပြီဒါတော့ဆက်သားပါတပိဒါကို4000ပါခင်ဗျာဒါတော့ကတဲ့ရောပါသင်းပွညွန့်ပါတစည်းကို1200ပါဒါတော့မူဟင်းပါတစည်းကို1500ပါဒါတော့မယမ်းရှူတိပါ10000ကို9000ပါ ဒါတော့မယန်းသီးဆိုင်ပါ10သား900ပါဒါတော့ငနီတူကောင်းပြုတ်ပါတပိတ္တဝူ3000ကျွဲပါဒါတော့ရှင်ပေါင်ပါတစည်းကို400ပါဒါတော့ငရွှေမိခင်အလဲသားပါတပိတ္တဝူ9000စီပါဒါတော့ငရွှေမိခင်အကောင်ပါတပိတ္တဝူ9000ပါဒါတော့ပိန်းဆွေပါအစည်းသေးတစည်းကို1500ပါ ဒါတော့လေကစွန်းပါတစည်းကို400ပါခင်ဗျာဒါတော့ငရုတ်ပူတိပါတပိဒါကို800ပါဒါပင်စိမ့်ပါတစည်းကို150ပါဒါတော့မြောက်ခရမ်းတိပါခိုင်ခရမ်းတိပါတပိဒါကို600ပါဒါတော့ကတဲ6ပါအစီသေးတစည်းကို1500ပါဒါတော့ကိုင်းကိုင်းချင်းတိပါတပိဒါကို400ပါ ဒါတော့အသားမြင့်ကြောက်ပါတပိဿာကို4800ပါဒါတော့မြင့်ပြုတ်ပါတပိဿာကို6000ပါဒါတော့ပိန်းနေသေးပါတပိဿာကို6000ပါဒါတော့ရိုးရိုးအလူရှိပါတပိဿာကို8000ပါဒါတော့ဘူးသီးတောင်အလူရှိပါတပိဿာကို1000ကျော်ပါခင်ဗျာဒါတော့ကြောက်ကြောကြောက်ပါတပိဿာကို4000ကျော်စီပါခင်ဗျာဒါတော့ဒီနေ့ပါတဲ့ငါတလားဥပါဒီကောင်ကတော့10သားကို3000ပါခင်ဗျာ ဖားပဲသေးတယ်ဒါတော့ဖားပါဒီကောင်ကတော့တပိဿဝိုး2000ခွဲပါဒါတော့ချက်ပါတကောင်ကို16000ပါမိမြပြီးကူရမှာပါဒါတော့ရေကျိုးပဇွန်တုပ်ပါတပိဿာကို9000ပါခင်ဗျာဒါတော့ပဇွန်ဖြူပါတပိဿာကို3000ပါ ဒါတော့ပင်လယ်ငကူခုတ်သားပါတပိဿဝန်း2000စီပါဒါတော့ပလာတူပါခင်ဗျာတပိဿဝန်း1300ပါဒါတော့ငခွေးရှာပါတပိဿဝန်း1200စီပါဒါတော့လေခယူအသားတို့ပါတပိဿဝန်း1200ပါအဲ့တော့ပဇွန်စီပါ 1kg ကို2000ပါခင်ဗျာ ဒါတော့ငကင်ချိုင်းပါတပိဒါဦး2200ပါဒါတော့ငမုတ်အမဲပါတပိဒါဦး2000ပါဒါတော့ငရွှေအဝါပါလယ်သားလယ်ကွင်းဆိုရင်3000ဈေးပါခင်ဗျာဆုံးတိကြည့်ပေးကြအော်ကင်းမုံကြံကြလားဒါတော့ကင်းမုံပါတပိဒါဦး3000 3000ဈေးပါခင်ဗျာဆုံးတိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ